်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမအရေးဖြည့်ရှင်ရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့သည့်လမ်းကြောင်းကိုအခြေခံ၍ဆက်လက်ကင်တွဲမည်ဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်နိုင်ငံသားယူဝင်ကြီးပြောဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာအရေးဖြစ်ရှင်ရဲ့အတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံပြီးဆက်လက်ကင်တွဲဆောင်ရွက်မည်ဟုအာဆီယံဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်နိုင်ငံသားယူဝင်ကြီးမာစတာထရီဇာလာဇာရိုကပြောဆိုလိုက်ပါတယ်။ဂျမနီသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌတဲ့အနေဖြင့်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍ကင်တွဲဖြည့်ရှင်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိရီမန်ချက်ကတော့မလေးရှားကအရင်နှစ်တွေမှာလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံတည်ဆောက်မှာဖြစ်ပါတယ်မလေးရှားကတီထွေးဆက်ဆံမှုပေါင်း180လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာရာတိုင်းကိုဖိလစ်ပိုင်လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာပါ အဲ့ဒါကတော့ဖိလစ်ပိုင်ရဲ့အမြင်နဲ့ယက်တီချက်ပါဟုဖိလစ်ပိုင်နိုင်ငံသားယူဝင်ကြီးကပြောဆိုပါတယ်စစ်တပ်ရွေးကောက်ပွဲနဲ့အာဆီယံတွင်ရေရှည်အထူးတန်တမန်ထားရှိရေးကိစ္စများကိုလာမယ့်ဇန်နဝါရီလတွင်ကျင်းပမယ့်အာဆီယံနိုင်ငံသားယူဝင်ကြီးများအစည်းအဝေးအတွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသူမကဆိုပါတယ်လက်တလုံးအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံအဖွဲ့အနေဖြင့်လေးလာစောင့်ကြည့်သူစေလွှတ်မည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုပါတယ် ဆက်လက်ပြီး BGF ဖိုင်တီရွှေကုတ်ကိုတွင်စစ်ကော်မရှင်နှင့် BGF ပူးပေါင်း၍ကြားဖြတ်နှိမ်နင်းရေးစတင်နေဟု BGF ပြောတရုတ်နိုင်ငံသား346ဦးဖမ်းမိကာကွန်ပျူတာနှင့်လက်ကင်ဖုံး200ကျော်သိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာထိုင်းနယ်စပ်မြောက်ပြည်မြို့နယ်ရှိရွှေကုန်းကိုမြို့တက်စီမံကိန်းအတွက်ကြားဖြန့်အွန်လိုင်းလိမ်လည်မှုကိုနှိမ်နင်းသည့်စစ်စင်ရေးကိုယနေ့နိုဝင်ဘာလ18ရက်နေ့တွင်စတင်လိုက်ပြီးဖြစ်ကြောင်းစစ်ကော်မရှင်လက်အောက်ရှိကရင်နယ်ခြားဆောင်တပ် PGFE ဖြောခွင့်ရသူဘုံမူးနိုင်မောင်စောကဒါရပိုတာသတင်းဌာနကိုထုတ်ပေါ်ပြောကြားခဲ့ပါသည် စစ်ကော်မရှင်တန်းရဲတပ်ဖွဲ့ဝင်များနဲ့ BGF ပူးပေါင်းကရွှေကုတ်ကိုမျိုးရှိအဆောက်အုံများစွာကိုဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်းဗိုလ်မှူးနိုင်မောင်စောကပြောကြားပါတယ်စစ်စင်ရေးအတွင်ကြားဖြန့်ကိုင်းများ၏ရှုံးကမ်းများကိုရှာဖွေတွေ့ရှိခဲ့ပြီးအ धिक တပ်တေကန်ပစ္စည်းများဖြစ်သည့်ကွန်ပျူတာနှင့်လက်ကင်ဖုံး200ကျော်ကိုသိမ်းဆည်းရမိခဲ့ပါတယ်ဖန်စီရမိသူများမှလည်းတရုတ်နိုင်ငံသားများအများစုဖြစ်ပြီးနိုင်ငံသား346ဦးကိုဖန်စီရမိခဲ့ကြောင်းသိရပါတယ် ဖန်ဆီးရမိသူများကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး၎င်းတို့၏နိုင်ငံများသို့ပြန်လည်ပို့ဆောင်ရန်စီစဉ်နေကြောင်းလည်းဗိုလ်မှူးနိုင်မောင်စောကထပ်မံပြောကြားခဲ့ပါရ။ရွှေကုတ်ကိုသည်ကရင်ပြည်နယ်မြောက်ဝတီမြို့မြောက်ဖက်တွင်ရှိပြီးကရင်နယ်ကြားဆောင်တန်း BTF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၏ချစ်လင်းမြိုင်ကုမ္ပဏီနှင့်ရထိုက်နိုင်ငံတကာကုမ္ပဏီတို့ပူးပေါင်း၍2018ခုနှစ်တွင်စတင်တည်ဆောက်ထားသည့်နိုင်ငံတကာအဆင့်မီဒူးစရိုက်မြို့တစ်ကြီးဖြစ်ပါရ။ ဆက်လက်ပြီးနယ်ရေခံကိုစစ်ကူပို့ရန်အင်အား150ခန့်စုံခုံးအမြောက်တပ်ကိုပို့ထားခမောက်တောင်စခန်းကိုပါပိတ်ဆို့တိုက်ခိုက်ခံရ၍လက်နက်ကြီးပစ်ကူပါပေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ပိတ်ဆို့တိုက်ခိုက်ခံရသည့်နယ်ရေခံတို့စစ်ကူပို့သည့်စစ်ကြောင်းများ စက္ကန်းကိုမရောက်ဘဲစစ်ကြောင်းလိုက်ပြုတ်နေချိန်တွင်စစ်ကော်မရှင်ကစစ်ကူများထပ်မံပို့ရန်ပြုလုပ်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကမင်းဘူးခလာရ88မှာအင်အား150ပါစစ်ရင်တန်း၅စီးသည့်စုံကုန်းရှိအမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မဆာခ905အတွင်စုဝေးဝင်ရောက်သွားကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ နရီကန်စက္ကန်းပေါင်းတက်မှမှု200ရောက်အပအင်းအား300လောက်ပိတ်မိနေတယ်။ဒဏ်ရာရသူတွေလည်းအခြေအနေဆိုးနေတယ်လို့ပြန်သိရတယ်။စစ်ကူစစ်ကြောင်းကခုတ်ကြီးကိုမကြော်နိုင်ဘူး။အကုံအတိုက်ခံနေရတယ်ဟုသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ခုတ်ကြီးချေးရွာအနီးရှိခပောက်တောင်စက္ကန်းကိုလည်းအာရကတပ်တော် AA နဲ့ပူးပေါင်းတပ်များကဝိုင်းဖက်ပိတ်ဆို့တိုက်ခိုက်တဲ့ဖြင့်အမြောက်ဌာနချုပ်မှနေပြီးပြစ်ကူများဇက်ထိုက်ပေးနေကြကြောင်းသိရပါတယ်။ ထို့ပြင်နေရီကန်စခန်းတွင်ပိတ်မိနေသည့်တပ်မမှု၂ယောက်ပါအဖွဲ့ကိုစစ်ကော်မရှင်ကလေကြောင်းမှလက်နက်ရိတ်ခါများချပီးရာထွက်ကောက်သည့်အဖွဲ့ကိုအေအေကလက်နက်ကြီးဖြင့်ဖိခတ်သည့်အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများပြားတိုက်ဆုံကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်စစ်ကော်မရှင်သည်နေရီကန်စခန်းကိုစစ်ကူပေးရန်လမ်းတစ်နှစ်လမ်းဟောင်းနှစ်ခုလုံးမှစစ်ကြောင်းထိုးချီတက်ခိုင်းတော်လဲဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်သည့်အထိတိုက်ဆုံမှုများရှိကြောင်းသိရပါသည်စင်ပြွန်ဆက်စီနှင့်စာတက်တူကြေးရွာများဘက်သို့လဲ စစ်ကော်မရှင်စစ်ကြောင်းများလှုပ်ရှားမှုရှိနေကြောင်းသိရပါတယ်ဆလဘီစစ်အာဏာသိမ်းမှုကြောင့်မြမလူဦးရေ3.6တန်းကျော်နေရွှန့်ခွာခဲ့ရပြီးစိုးရိမ်ဖွယ်ကောင်းသည့်အစာရည်စာပြက်လက်မှုကိုရင်ဆိုင်နေရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်ခဲ့ရသည့်ပြည်တွင်းစစ်ပြည်ပခါများကြောင့်နိုင်ငံတော်ဝန်နေရွှန့်ခွာထွက်ပြေးရသူပေါင်း3.6တန်းကျော်ရှိလာပြီးဖြစ်ကြောင်းဂျမန်နေ့နိုဝင်ဘာ18ရက်နေ့တွင် UNOCHA မြန်မာကအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ်စစ်အာဏာသိမ်းချိန်မှစတင်သည့်ပြည်ပခဖြစ်စဉ်များကြောင့်ယခု2025ခုနှစ်နိုဝင်ဘာအထိလူပေါင်း3.6တန်းကျော်မှအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၎င်းတို့အနက်1.8တန်းကျော်မှရခိုင်ပြည်နယ်နှင့်မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင်နေထိုင်သူများဖြစ်ကြောင်းလည်းသိရပါသည်ထို့ပြင်2025နှစ်ဝက်ကာလတွင်မြန်မာနိုင်ငံသည်တက္ကပါလုံအတိုင်းအတာဖြင့်ပြည်ပခများဖြစ်ပွားမှုတွင်ဒုတိယနေရာတွင် ရှိနေခဲ့ပြီးပြည်သူများအတွက်အနေရအရှိဆုံးနိုင်ငံဆိုင်ရာတွင်စတုထနေရာတွင်ရှိနေပါသည် နိုင်ငံလူဦးရေထောက်ပံ့ကြော်မှာလဲဆင်းရဲဒုက္ခများနဲ့ရင်ဆိုင်နေရသည်ဟု UNOCHA အစီရင်ခံစာအရသိရပါတယ်။မြန်မာနိုင်ငံသည်ပုံမှုဆိုးရွားလာသည့်ပြည်ပခါများတိုက်ပွဲများအပြင်ရေကြီးခြင်းငလင်လှုပ်ခတ်ခြင်းကဲ့သို့သဘာဝဘေးအန္တရာယ်များကြောင့်စားနပ်ရိက္ခာမလုံလောက်မှုပြဿနာကိုအဆိုးဆုံးရင်ဆိုင်နေရပြီးငမို့ခေါင်ပါမှုအပြင်းထန်ဆုံးရင်ဆိုင်နေရသည့် နိုင်ငံ16နိုင်ငံအတွင်းပါဝင်လျက်ရှိကြောင်းသိရပါတယ်။ UNOCHA မြန်မာ၏အစီရင်ခံစာအရမြန်မာနိုင်ငံ၏စားနပ်ရိက္ခာမလုံလောက်မှုမှာဆက်လက်မြင့်မားလာနိုင်ပြီးရခိုင်ပြည်နယ်ရှိဘူးတီတောင်မောင်တော်ဒေသများမှာယခုတက်ပိုမှု၍ရိက္ခာပြက်လက်မှုများပိုမှုဖြစ်ပွားလာနိုင်ကြောင်းလည်းသိရပါတယ်။2025ခုနှစ်စက်တင်ဘာလနှင့်အောက်တိုဘာနှစ်လတာအတွင်းနိုင်ငံလူဦးရေ၏22ရာခိုင်နှုန်းဖြစ်သည့ မြန်မာနိုင်ငံသား17တသမ8တန်းမှအမြင့်မားဆုံးအခြေအနေထိစားနပ်ရိက္ခာမလုံလောက်မှုကိုရင်ဆိုင်ခဲ့ရကြောင်းလဲ UNOCHA ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ဆက်လက်ပြီးကမ္ဘာနိုင်ငံများအနေဖြင့်အနိုင်ကျင့်အဖို့ကြဆိုးမှုများကိုရှောင်ချရန်စစ်ကော်မရှင်ပြန်ကြားရေးဝန်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အိန္ဒိယနှင့်ဒေတာရင်းနိုင်ငံများအပါအဝင်ကမ္ဘာနိုင်ငံများအနေဖြင့်ညီညွတ်မျှတမှုကိုအခြေခံ၍အနိုင်ကျင့်ဖို့ကြဆုံမှုအားရှောင်ရှားရန်နေ မြမအနာဂတ်ကိုနိုင်ငံသားများကသာကိုယ်တိုင်ထုတ်စစ်ပုံဖော်ရမည်ဟုအာဏာသိမ်းစစ်ကော်မရှင်၏ပြန်ကြားရေးဝန်ကြီးကပြောကြားခဲ့ပြီး၎င်းတို့၏ဝါဒဖြန့်တင်းစာများတွင်ဖော်ပြထားပါသည်စစ်ကော်မရှင်၏ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အောင်သည်ယမန်နေ့နိုဝင်ဘာ18ရက်ကရန်ကုန်မြို့တွင်ပြုလုပ်သည့်ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံဆွေးနွေးပွဲနှင့်ယခုနှင့်စတုတ္ထ3လပတ်တရုတ်မြန်မာမီဒီယာတွေ့ဆုံပွဲ၌ထိုကဲ့သို့ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါသည် ထို့ပြင်စစ်ပွဲများနှင့်ပြည်ပခါများရှောပါရက်စဲရေးအတွက်အင်အားကြီးနိုင်ငံများအနေဖြင့်အာနေသောနိုင်ငံများအပေါ်စာနာနာလေထောက်ထားကထောက်ပံ့ကူညီရိုင်းပင်းမှုများဖြင့်အေဂျန်တာယာညီညာသောဒေသများအဖြစ်စူးစမ်းသွားကြရန်၎င်းကဆက်လက်ပြောဆိုခဲ့ပါသည်။လက်ရှိတွင်စစ်ကောင်းဆောင်များအပါအဝင်စစ်ကော်မရှင်နှင့်၎င်းတို့လက်အောက်ခံအဖွဲ့များပတ်သက်ဆွံ့နေသူများသည့်အကြံဖတ်မှုနိုင်ငံတကာရာဇဝတ်မှုစသည်တို့ကျူးလွန်နေသဖြင့်ကုလသမဂ္ဂအမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံများကပိတ်ဆို့တံခတ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီးနောက်ဖြုတ်လုပ်သွားမဲ့၎င်းတို့၏ရွှေကောက်ပွဲနှင့်ပတ်သက်၍လည်းလက်မခံကန့်ကွက်ဝေဖန်ပြောဆိုမှုများသည်နိုင်ငံ၌ဒီမိုကရေစီအညွန့်အဖူးများဖြင့်ဝေးစားလာစေမည်ကိုနှောက်ယှက်ဟန်တားနေခြင်းဖြစ်ကြောင်းစစ်ကော်မရှင်ခန့်ပြန်ကြားရေးဝန်ကြီးကဆိုပါသည်ရှင်ပြင်တရုတ်ရုရှားအိန္ဒိယဗေလာရုစသည့်နိုင်ငံအချို့ကိုကြီးညွှန်း၍၎င်းတို့ပြုလုပ်သွားမည့်ရွေးကောက်ပွဲများကို မိတ်ဆွေနိုင်ငံများကထောက်ခံကူညီအားပေးလျက်ရှိပြီးစောင့်ကြည့်လေလာသူများလည်းဖိတ်ကြားထားသဖြင့်ဖွင့်လင်းမြင်သာလွတ်လပ်တရားမျှတမှုရှိကြောင်းပြောကြားထားပါတယ်။အဆိုပါဆွေးနွေးပွဲသို့တက်ရောက်သည့်မြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်မတ်ကြီး Mrs. Ma Ja ကလည်းတန်းတူညီမျှစနစ်တကျရှိသောဗဟုဝင်ရိုးကဘာအတွင်ထောက်ခံပြီးတစ်ဖက်သက်ပိတ်ဆို့အရေးယူမှုများအခွန်မတရားကောက်ခံမှုစသည်တို့ကိုစန့်ကျင်သွားပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။